မေရိကန်ပြည်ထောင်စုထဲမှာပဲကိုပိုင်ငွေကြေးစနစ်ကိုပိုင်ရေတက်ကိုပိုင်နိုင်ငံသားနဲ့ကိုပိုင်သမရရှိတဲ့တိုင်းပြည်တစ်ပြည်ရှိရဲဆိုတာပြည်သက်တို့သိပါသလားသိကြပါအဲ့ဒီသမရကဂျိုးပိုင်ညာတော့မဟုတ်ပါဘူးသူကတော့အခုပြည်သက်တို့တွေ့မြင်နေရတဲ့ပုံကိုပဲဖြစ်ပါတယ်ဒါဆိုရင်သူကဘသူပါလဲဘလို့လို့ပြီးသူကကိုပိုင်နိုင်ငံတည်ထောင်ထားနိုင်တာပါလဲအရာကတရားရုံးဝင်ရလားလို့ပြည်သက်တို့ရဲ့စိတ်ထဲမှာတွေးနေကြပါလိမ့်မယ် ဒါဆိုရင်တော့ကျွန်တော်ကပဲဒီကသမရာကြီးနဲ့မိတ်ဆက်ပေးသွားပါမယ်။သူကတော့မလော်စီယာသမရာနိုင်ငံလို့သိကြတယ်။တိုင်းပြည်ငယ်လေးရဲ့သမရာကေဗင်ဘွားပဲဖြစ်ပါရင်။ဒါဆိုရင်တိုင်းပြည်ငယ်ဆိုတာကဘာပါလဲ။တိုင်းပြည်ငယ်ဆိုတာကတော့ကိုပိုင်ဥတွေရှိတဲ့အသေးစားတိုင်းပြည်တစ်ခုပါ။လူတိုင်းဟာတိုင်းပြည်ငယ်တည်ထောင်ခွင့်ရှိပါရင်။ပြည်သူတွေရောကျွန်တော်ရောတခြားသူတွေရောကိုပိုင်တိုင်းပြည်ငယ်တွေတည်ထောင်ခွင့်ရှိပါရင် ီတော့သမရဘွားဟာအသက်15နှစ်မှာကိုပိုင်တန်းပြီကိုစတင်တည်ထောင်ခဲ့ပြီးသူရဲ့ဂျင်ရတော့ဖြစ်သူ First Lady Madam Andrian ဘွားနဲ့အတူဂျင်းနေထီတိုင်းအုပ်ချုပ်လာတာပဲဖြစ်ပါတယ်။မလာရှိယာတန်းပြီကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရတန်းပြီတစ်ခုဖြစ်ပြီးဘရိတ်တိုအားလုံးသိကြတဲ့အတိုင်း American ပြည်ထောင်စုထဲမှာတည်ရှိလိုနေပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကြည်လိုက်ကြရအောင်ပါ။ဒါရီကိုကြည်ပြီးတဲ့အခါသူ့တန်းဖြီကိုဘယ်လိုအုပ်ချုပ်နေသလဲဆိုတာပရိသတ်တို့အနေနဲ့ယုံအောင်ယုံနိုင်မှာမဟုတ်ပါဘူး။ သူတို့မှာကိုပိုင်အလံကိုပိုင်ဘာသာစကားနဲ့ကိုပိုင်တိုင်းစုံနဲ့ရှိလို့နေပါသေးတယ်။အခုကတော့ Los Angeles Standard Time ဖြစ်ပြီးသူတို့မှာမလေးရှားသမရနိုင်ငံအချိန်သတ်မှတ်ချက်ဆိုပြီးတော့ Pacific Time ထက်39မိနစ်စောပြီး Mountain Time ထက်21မိနစ်နောက်ကျတဲ့ Time Zone နဲ့ရှိလို့နေပါသေးတယ်။သူတို့မှာကိုပိုင်မြည့်ရထားလမ်းစာဖုတ်ဝင်ဆောင်မှုဂျေတက်နဲ့တင်ယာဒီမှာဒုံးကျည်လွှတ်တင်ခြင်းနဲ့ဆိုရင်တော့သူတို့မှာအာကာသအစီအစဉ်တော့မှရှိပါသေးတယ်။ဒီနိုင်ငံမှာအတင်တစ်ခုခုဝယ်ခြင်းနဲ့ဆိုရင်တော့ သင်ရဲ့ကားနဲ့ငွေသားတွေကိုအိမ်မှာထားခဲ့လိုက်ပါ။မလောစီယာတိုင်းပြည်မှာတော့ဘလို့အရာမျိုးကိုမဆိုကွကီးတွေနဲ့ဝယ်ယူနိုင်ပါရင်။တချို့တိုင်းပြည်တွေကငွေကြေးစည်းစိမ်မှုအတွက်ရွှေတို့ငွေတို့လိုအတုံးဝင်တဲ့ပစ္စည်းတွေကိုတောင်းကြပါရင်။သူတို့ကတော့မလောစီယာဖလိုရာငွေကြေးနဲ့ညီမျှတဲ့ချောကလက်ကွကီးတွေကိုအသုံးပြုပါရင်။ဒီတော့ချောကလက်ကွကီးတစ်ထောင်ဟာဒီကငွေကြေး5ဖလိုရာနဲ့ညီမျှပါရင်။မလောစီယာတိုင်းပြည်ရဲ့လက်ရှိလူဦးရေကတော့32ရောင်းနဲ့ခွေးနှစ်ကောင်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ ျွန်တော်နောက်နေတာတော့မဟုတ်ပါဘူး။သူတို့ကလက်ရှိမှာမိသားစုတိုင်းပြည်တစ်ခုဖြစ်ပြီးဒီမိသားစုတွေကမွေးဖွားလာတာဒါမှမဟုတ်ဒီမိသားစုတွေကတရားကြောင်းနဲ့လက်ထပ်လိုက်မယ်ဆိုရင်တော့တင်လဲဒီနိုင်ငံသားအဖြစ်နဲ့ခံယူနိုင်ပါပြီ။ကျွန်တော်တို့တွေကတော်တော်များများကတော့ဒီနိုင်ငံသားတွေဖြစ်မလာနိုင်ပေမယ့်ဒီနိုင်ငံကိုကျွန်တော်တို့အားလုံးသွားလည်လို့ရတဲ့အပြင်သူ့ရဲ့နေဆက်မှာနိုင်ငံကိုလက်မှတ်အစိတ်တုံးထူတာကိုလည်းခံယူနိုင်ပါပြီ။အခြားသောတိုင်းပြည်တွေလိုပဲမလော်စီယာတိုင်းပြည်မှာလည်းကိုပိုင်ဥပဒေတွေရှိလိုနေပါပြီ။အဲအရာတွေကတော့နည်းနည်းတော့ရည်ရပါပြီ။ သူရဲ့ဥပဒေတွေမှာကတော့ရေချိုးကန်းထဲမှာပုံတီးတာကတရားမဝင်ပါဘူး။ပြဿနာရှာတာကလည်းတရားမဝင်ပါဘူး။ဒါပြင်မလော်ဆီယာတိုင်းပြည်တွေကို catfish တို့မဟုတ် walrus ငါးတွေယူဆောင်လာတာလည်းတရားမဝင်ပါဘူးလို့ပြောပါရယ်။ဘရိတ်တို့အနေနဲ့ဒါရီကုံလုံးကိုဟာတာရီလို့မြင်ကောင်းမြင်နေပါလိမ့်မယ်။ဒါပေမဲ့ဒီကသမရရဲ့တုံ့ပြန်ချက်ကိုကြည့်ပြီးရင်ဘရိတ်တို့အနေနဲ့လန်သွားပါလိမ့်မယ်။ဒါရီကတကယ်တော့ဟာတာမဟုတ်ပါဘူး။သူတို့ကတကယ်တည်ရှိနေတဲ့တိုင်းပြည်တွေပါ။ ။နောက်ပြီးသူတို့တိုင်းပြည်တစ်ခုထဲလဲကမ္ဘာပေါ်မှာရှိနေတာမဟုတ်ပါဘူး။ကမ္ဘာပေါ်မှာသူတို့လိုမျိုးအခြားသောကိုယ်ပိုင်တိုင်းပြည်ငယ်လေးတွေရှိလို့နေပါသေးတယ်။ဟုတ်ပါတယ်။လက်ရှိအနေနဲ့ Australia, Croatia, Lithuania, Sweden နဲ့အခြားပိုင်နယ်ပေါင်းများစွာထဲမှာရှိနေတဲ့တိုင်းပြည်ငယ်ပေါင်း100ကျော်ခန့်ကမ္ဘာပေါ်မှာရှိလို့နေပါသေးတယ်။တကယ်တော့ American သမရကမလေးရှားတိုင်းပြည်ကိုအတိအမှန်ပြုထားတာတော့မဟုတ်ပါဘူး။ American ရဲ့ဥပဒေတွေကိုမချိုးဖောက်သေးရမလေးရှားတိုင်းပြည်ရဲ့သမရကို သူတို့ဟာလောက်ချင်ရလောက်ခွင့်ပေးထားပါတယ်။နောက်ပြီးသမရဘွားကိုသူဒီနိုင်ငံကိုစတင်တည်ထောင်တော့ကလူတွေကသူ့ကိုယူနေတာတမမဟုတ်ခလေးကစားနည်းတစ်ခုတသက်ပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာကယူမဆိုင်ခဲ့ပါဘူး။သူ့ဘဝရည်မှန်ချက်ကသမရဖြစ်ဖို့ဆိုတာသူဟာသိနေခဲ့ပါတယ်။ဒါကြောင့်လေသူကိုပိုင်ကဘာလေးကိုဖန်တီးခဲ့ပြီးတော့အချိန်မှာတော့သူ့နိုင်ငံမှာနိုင်ငံသား32ယောက်အထိရှိလိုနေပါတယ်။ ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့သူတော်မှယူသူမှုတစ်ခုအနေနဲ့တိုင်းပြည်တစ်ခုတည်ထောင်နိုင်ခဲ့တယ်ဆိုရင်တင်လဲတင်လို့ချင်တာကိုလုပ်နိုင်ပါပြီ။ project တစ်ခုစမလားအခုပဲစတင်လိုက်ပါ။စီးပွားရေးတစ်ခုလုပ်မလားလုပ်လိုက်ပါ။ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ အခုလိုမျိုးစိတ်ဝင်စားဖို့ရကောင်းတဲ့ဗီဒီယိုတွေနဲ့နောက်ဆုံးမှနည်းပညာတွေအကြောင်းကိုအများအားကြည့်ရှုနေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ internet ဆိုတဲ့ channel တစ်ခု subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့ပေးသမျှအားလုံးကိုကျေးဇူးအထူးတင်လျက်ရှိနေပါတယ်ခင်ဗျာ